ကြီးကိုလက်ထပ်ဆန်းဒါနီကိုဝေးလေးကိုချစ်တယ်ကိုလိုလက်ထပ်ပြရစီတော့အဲဒီလာထဲမှာတော့အကုန်လုံးကတယောက်တစ်မျိုးစီရောညမတ်တရားလောင်မြိုင်မိသားစုကိစ္စတွေရောလင်မယားကိစ္စတွေရောတားမိအဲကိစ္စတွေအမွေကိစ္စတွေရောအကုန်လုံးဟိုဘတ်ပေါင်းဆုံးရာသမျိုးဆိုပေါင်းပြီးတော့လောင်ကြတယ်ရမတ်ကြီးကြတယ်အတ္တကြီးကြတယ်ပါတာပေါ့နော် စာပိုင်းမှာတော့ကျွန်တော်ကအဲ့လိုအဲ့လိုမျိုးရမှတ်မကြီးဘူးပေါ့နော်နောက်ဆုံးအဲနောက်ပိုင်းမှာအဲ့လိုဒီသားစုတို့ခုရလိုက်တဲ့အချိန်မှာတက်ရောက်လာရရှင်ကိုကိုယ်တိုင်လည်းဒီထဲမှာအဲ့လိုအောက်လန်နဲ့အလုပ်ခံလိုက်ရတယ်ကွာမိမကဒီမိမမယူခြင်းမနဲ့ယူလိုက်ရတာဆိုတာမျိုးလေးတွေဝရီရယ်စနိုးရယ်မိုးရယ်ပုံရောက်စုစည်းမှာမျက်စံဒီဘက်ကထောင်တက်မလာနိုင်တော့အตาစည်းယူရမှာအချင်းကိုလက်ထက်ဆန်းဒါနီကိုကလေးကိုချစ်တယ်ကိုလိုလက်ထက်ပြရစီတော့ ရလဲပါတယ်အစတော့ကတနာကြာကောင်းတယ်နောက်ပိုင်းမှာလူရဲ့အတ္တတွေလူပြောရဲ့အတ္တတွေလောဘတွေဒါတွေရှေ့တန်းတင်ပြီးတဲ့အခါမှာဘယ်လိုအစိတ်အတော့မျိုးတွေဖြစ်လာမလဲဘယ်လိုလောင်မြိုင်းမှုတွေဖြစ်လာမလဲဆိုတာတွေအများကြီးပါပါတယ်ဒီကားကပို့ပြီးတော့လောင်ပါတယ်ပထမသားရည်ထက်လေဘယ်လိုလောင်မြိုင်းမှုလဲဆိုတော့အဲ့လိုကောင်ရိုးမီလိုလိုဖွဲမီလိုလိုနဲ့ကောင်ရိုးမီလိုရောဖွဲမီလိုရောနှစ်ခုလုံးပေါင်းလောင်နဲ့လောင်မြိုင်းမှုတွေနဲ့ကြီးတယ်ပူတိုင်းလည်းတေးဥဆောင်ရတာတာဝန်ယူရတာနည်းနည်းတာဝန်ပူကြီးတယ် ်နောက်ပိုင်းမှာပို့ကိုတော့မုန်းတယ်ပေါ့နော်ဒီကန်ရိုက်တာဟိုစီးမျောတဲ့အခါမှာအဲအဲ့လိုမျိုးတွေအများကြီးဖြစ်ခဲ့ပါတယ်အဲ့အတွက်အခုပြန်ကြည့်တဲ့အခါမှာလည်းကိုယ်ကိုအားရကျင်တဲ့မှုအရင်ကားတွေထပ်ပို့ပြီးတော့ရှိပါတယ်အကောင်းဆုံးဆက်ပြီးတော့ကြိုးစားဖို့လည်းအားဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ပဲကန်ရိုက်တာပေါ်ပဲစီးမျောခံစားပေးကြပါလို့မေတ္တာရက်ခံပါတယ်မမုန်းဆိုရင်လည်းအဲ့လိုနည်းနည်းဟိုလိုပေါ့နော် ော်ပထမယုံနံမှဆိုရင်ဟာဒီလိုကားမျိုးတွေထပ်မရိုက်နေတော့အဲ့လိုမျိုးပြောရမျိုးလေးရှိတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ကျွန်တော်တို့ကအဲ့လိုဘာပဲလှုပ်လှုပ်ပေါ့နော်ကျွန်တော်တို့တောက်တက်လဲရိုက်ဖို့တွေကအများကြီးရှိသေးတာဟုတ်ကျွန်တော်တို့ဘာပဲရိုက်ရိုက်ဘာပဲဖန်တီးဖန်တီးကျွန်တော်တို့ခံယူချက်တန်ရှင်းမှုလိုတယ်ဒီကားကိုကျွန်တော် van character နဲ့ကျွန်တော်တာဝန်ယူပြီးတော့ပုံဖော်ဖြစ်တယ်ဆိုတာဒီလိုမျိုးလောင်မြိုင်းမှုတွေဒီလိုမျိုးအစိတ်အတော့တွေဘယ်မိသားစုမှမမရှိစေချင်ဘူးပဲလူလူတွေမှာမကောင်းတဲ့အချက်တွေများလာတယ်မကောင်းတဲ့ လိုအရာတွေလွှမ်းမိုးမှုတွေများလာတဲ့အခါမှာမကောင်းတဲ့အရာတွေပဲဖြစ်လာမယ်ဆိုတာလေးကိုကျွန်တော်တို့ကအာပေါ်ပေါ်ကွင်းကွင်းမြင်အောင် message ပေးတဲ့သဘောပါဗျာ။အဲဒီလာထဲမှာတော့အကုန်လုံးကတယောက်တစ်မျိုးစီရောညမတ်တရားလောင်မြိုင်မိသားစုကိစ္စတွေရောလင်မယားကိစ္စတွေရောတာမိအဲကိစ္စတွေအမွေကိစ္စတွေရောအကုန်လုံးကဟိုဘတ်ပေါင်းဆုံးယာတာမျိုးဆိုပေါင်းပြီးတော့လောင်ကြရတယ်ညမတ်ကြီးကြရတယ်အတားကြီးကြရတယ်ပါတာပေါ့နော်။စုံပါတယ် လဲသာမရှိရဲ့ဟာလဲလွှမ်းရပါလေခေါင်းရောက်ဒီမမရိုင်းနေဟဲ့လိုတမိသားစုလုံးကြီးတယောက်တစ်မျိုးစီကွာဒီမိသားစုကြီးမှာလဲပြီးတော့တိုင်ပတ်ပြီးတော့ဘယ်လိုလဲရန်နေဖြစ်ပြီးပြဿနာတွေတက်နေကြတာ ကြည့်ရလူတွေတော့နောက်ဘာဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားကြတော့ကောင်းပဲဒါပေမဲ့တော်တော်စိတ်နှလုံးချမ်းမြေ့စရာမကောင်းတဲ့ခံစားမှုမျိုးလေးတွေများလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီထဲမှာမှမကောင်းတာကိုမယူဘဲနဲ့ကောင်းတာတွေကိုဆွဲထုတ်နိုင်ရင်တော့ဒီဟာဒီဇကားကအရင်အကျိုးရှိတဲ့ဇကားတကားဖြစ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်လူတွေမှာအတ္တတွေလောဘတွေမာနတွေဟိုလိုချင်တတ်မှတ်မှုတွေ short ချနိုင်လိမ့်မယ်လို့ ထင်ပါတယ်။နောက်ပိုင်းကိုယ့်အကိုအဲ့လိုရွေးချယ်ပြတာရည်လည်းရှိပါတယ်။နောက်ပိုင်းအတက်ရွေရလာတာနဲ့အမြကိုယ့်အကိုစဉ်းစားမိတာလေးတွေကျွန်တော်တို့အမှုပညာလုပ်တဲ့ဆိုတာဒီကိုတေးဥဆောင်ဖို့အတွက်ကိုနာမည်ကြီးဖို့အတွက်ကိုပတ်ဆက်ရဖို့အတွက်ပဲလုပ်နေလို့ဟိုအိပဲမရှိဘူးကျွန်တော်တို့အားလုံးအတွက်အိပဲရှိရမယ်ရိုက်တဲ့လူတွေအတွက်ပေါ့ပရိုဂျူဆာအတွက်ပေါ့ဒီလုံဆောင်ကြီးကိုမောင်ကမာတွေအားလုံးအတွက်ပေါ့ကျွန်တော်တို့ဒီကားကိုကြည့်ရပရိသတ်တွေအတွက်ပေါ့အကျိုးရှိတဲ့အိပဲရှိတဲ့အရာပိုကောင်းတယ် ပို့ပြီးတော့ဖြစ်တဲ့နဲ့ဒီရုပ်ရှင်ကနေပေးလို့ရတဲ့အရာတွေအများကြီးရှိတာကိုသိလာတဲ့အခါမှာကျွန်တော်အကျိုးရှိတာအဓိပ္ပာယ်ရှိတာလေးတွေပဲလုပ်ချင်တယ် message အမှားမပေးချင်ဘူးပြီးတော့ကျွန်တော်ပထမ interview တစ်ခုမှာကျွန်တော်ဖြေခဲ့သလိုမျိုးအဲကျွန်တော်ဟို LGBT character နဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့လိုဘလို့ LGBT တယောက်အနေနဲ့အဲ့လို portrait လောက်ရမယ့်ဟာမျိုးကိုကျွန်တော်မလုပ်ဘူးလို့ကျွန်တော် အဒီလင်းကျွန်တော်ပြောခဲ့တယ်ဗောဒါကကျွန်တော်တူးတယောက်တည်းအတွက်ပြောတာပါ။ဘာလို့ဆိုတော့ကျွန်တော်ကိုကျွန်တော်ပြန်မြင်ရတဲ့အခါမှာဒီ grain နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟာသားကြီးလုံနေပေမဲ့ကျွန်တော်ဟာသားမဖြစ်ဘူးကျွန်တော်မရည်ရတော့ဘူးလို့ထင်လာတယ်။ပြီးတော့ LGBT အကုန်လုံးလည်းကျွန်တော်အားနာလာတယ်။အကုန်လုံးလည်းကျွန်တော်ချစ်တယ်။ LGBT တွေအကုန်လုံးကတော်တဲ့လူတွေအဲစိတ်တဘောရာကောင်းတဲ့လူတွေလက်အရင်အရင်ဟိုဘယ်လိုပြောအရေးချင်းရှိတဲ့လူတွေမှအများကြီးကျွန်တော်လောကထဲမှာဆိုပုံများတယ်။ အဲပြက်ရယ်မပြုတ်တင်လို့ကိုယ့်ကိုထင်လာရယ်ပေါ့နော်အဲ့လိုအဲ့လိုမျိုးထင်လို့ကိုတယောက်ဦးတယောက်တည်းအတွက်ပြောတာပါဟိုအားလုံးတဦးတယောက်ချင်းစီခံနေနေကြတယ်ဒီအမှုပညာတက္ကသိုလ်ကလောကဟိုတယောက်ချင်းစီမှာတမျိုးချင်းစီခံယူချက်တွေရှိပါတယ်ဒီလိုပဲဖြစ်ဟိုကောင်းစေခြင်းနဲ့ပို့ပြီးတော့ကောင်းစေခြင်းနဲ့ဟိုကိုဖန်လီလိုက်တဲ့ရုပ်ရှင်ကတကားကောင်းတယ်မိုက်တယ်ဆိုတာမျိုးပဲအကုန်လုံးကရည်ရွယ်ကြတယ်ဘယ်သူမှဟိုလိုမျိုး မကောင်းတာမျိုးပေါ်တာမျိုးဖြစ်ချင်ရအောင်ပေါ့နော်ဆိုတော့အကောင်လုံးကတော့ဒီလိုတလောကလုံးအနေနဲ့ပြောရရင်အကောင်လုံးကအကောင်းဆုံးကြိုးစားနေကြပါတာပါပဲအဲပြည်သက်တွေအနေနဲ့ကိုလည်းကျွန်တော်တို့ဟိုပြောပြမယ်ဟိုအပြစ်တင်တဲ့အရာတွေမများပဲနဲ့အပြုသဘောဆောင်ပြီးတော့လည်းဟိုမြင့်တင်ပေးကြပါလို့ပြောကြတယ်အဲ့လိုတော့ကြောက်လာဆိုတော့ဘယ်လိုပြောမှမပြောတတ်ဘူးကိုယ်လာပြီးတော့တက်ရောက်လာရင်တော့ကိုယ်ကမကောင်းတဲ့အရာတွေဖြစ်လာမှာ တွေ့တော်ရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါကြီးကတော့မကောင်းပါဘူးဘလို့ပဲဖြစ်ဖြစ်ဘလို့တော့ပဲအချက်ကြီးကြီးအဲဒီလိုမကောင်းတဲ့နီလန်းနေနဲ့အဲလှုပ်တဲ့အရာတွေကဘယ်တော့မှစစ်မှန်မှုလည်းရမှာမဟုတ်ဘူးကောင်းလဲမကောင်းဘူးနောက်ဘဝလည်းကျွတ်လည်းမကောင်းဒီဘဝတော့လည်းမကောင်းဆိုတော့မကောင်းတဲ့အရာကိုမလုပ်တာပဲပို့ပြီးတော့ကောင်းပါတယ်ဒီထဲမှာလည်းအဲ့လိုမက်ဆေ့ချ်ပေးတယ်ဆိုတာကလည်းအဲ့လိုအခုကပြောသလိုကျွန်တော်အမြင်အမှားတွေအလွဲတွေမယူသေးခြင်းဘူးဒီအောက်လန်းနဲ့လှုပ်တဲ့ ဟာမကောင်းဘူးနောက်ပိုင်းမှာဘယ်လိုမျိုးဒုက္ခတွေရောက်လဲဘယ်လိုမျိုးစုပ်ပြတ်တက်ပြီးဘဝပါပြတ်သွားလဲဆိုတော့ပဲပြရတယ်အဲ့လိုလုံးရဲ့အဲ့လိုဖြစ်တယ်ဆိုတော့ပြီးစေနေတာဟောသေးလားပြရမလားဒီဒီအောက်လဲဆိုတာကြီးကိုကျွန်တော်တို့က highlight ထားပြီးတော့ပေါ်ပြနေတာမဟုတ်ပါဘူးဒီဂျမက်ဇလန်တွေကို application မှာထုတ်လင်းပြသနေပြီဖြစ်ပါတယ်အားလုံးစောင့်ရကြည့်ရှုပေးပါ